ကန်သုံးသမာသမီးရပါအဖြေရပြီအောက်မှာကြည်နေတဲ့ထဲမှာဖုံမကိုယ်တိုင်အဖြေဒီအများကြီးစဉ်းစားနေဒါပေမဲ့သမီးနဲ့ငါပုံမပြတ်ဘူးသမီးလေးလှတော့ မင်္ဂလာပါဆိုစနေချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကဒီ line မှာနေမယ်ကြီးနေတဲ့ဓမ္မစကူចောင်းသူလေးပေါ့နော်သူက320နဲ့မင်းကိုကိုဖြည့်ဆိုအောင်မြင်သွားတယ်ပေါ့နော်အခုတစ်ခါမှလဲဒါဒီဖုန်းကြီးပေါ့နော်ဗုဒ္ဓဂုံကြီးဆရာတော် အဲဆရာတော်နဲ့ပါအမေအဖြေလောက်ထားတဲ့ဗီဒီယိုဖြစ်ပါတယ်။အားလုံးကိုဘ ഹു တုတ္တရအောင်ဆုစနကမြဝေလိုက်ခြင်းဖြစ်ပါတယ်။ဟိုင်ဆမရေကိုယ်တိုင်းပြီးတော့တငင်းချင်းညခေါ်လာရေခေါ်လာပြီးတော့ဒီလိုအကျိုးဆုံးဝယ်မှာပေါ့နော်။ဟုတ်အေး။တိုက်တိုက်ပြီးတော့ဒီလိုခေါ်ပြီးတော့ဒီဒီလိုက်ပို့ခဲ့ပါရဲ့ဗျ။အေး။အဲ့တော့မီလီအီဂျာဗျူ။ခင်ပါနေတယ်ပါလား။ပါပါဗျာ။အပြည့်ဆုံးဟာ။အီဂျာဗျူပါဗျာ။မီလီမိုက်အီဂျာဗျူ။ဘယ်နှခုနှမှာမူရလဲ။2010ပါဗျာ။အော်2010မှာ အဲ့လိုဆိုရင်အခုက2025ဆိုတော့59နဲ့59နဲ့တလားရှိပါရဲ့။အော်ဟုတ်ပြီဟုတ်ပြီဟုတ်ပြီ။ကိုရင်ဆယ်လမ်းဟိုးသတ်မောအဲ့ grade ကျတော့11ကိုရ10ကိုရပြည့်။ grade 9ပဲ။ grade 9နဲ့အဲ့ဆိုတော့တမီဘာမလို့အရှင်းတန်းကွာ။ grade 9တဲ့မှာတော့ဘာမှလည်းလုပ်မရတာ။အော်အမှန်တော့ဘုံနုံငယ်ရကြတော့ grade 11ကျမှဆယ်လမ်းလမ်းတည်။ထားပြီးတော့ဆယ်လမ်းမှုတယ်။ ကိုရှင်းတတ်မယ်ပြောပြောအဲကိုရမ်းမယ်ပြောပြောသမီးရဲ့ဒီအောင်မြင်မှုအတွက်ဖုံမီးခြင်းနဲ့မိခွန်းကပင်းတရား20တန်းမိခွန်းမှာပြည့်တစား၄ခုကိုပြောရရွေးရနော်အဲ့တော့သမီးကိုဖုံမီးခြင်းတာကမိတဲ့ဆရာတော်ရေးလဲစက္ကန့်30မတိုင်မီမှာလဲသမီးကိုချိန်နေပြီးတာစင်လာအောင်ဆိုစက္ကန့်30နဲ့ပြီးတယ်ပြီးကမှသမီးကပြန်ပြင်ရတယ်ဆိုတော့လူလူပြန်အခွင့်တအားတာပါတယ်ဘုံသိကျင်တာက အဲ့ဒီထဲကအဲသာမဝိပါတယ်ဟလာနောက်တိမအတိမပါတယ်နောက်ဘယ်ဘုံဒီလေးအောင်လုံးဘုံတိဒါမဲ့အဲ့အဖြစ်ကိုသမီးကသူမေးနေတဲ့စာနံပေါ်တဲ့ချိန်မှာသမီးတိမအောင်တန်းဖြစ်နိုင်ပြီလားပြီနေပြီလားအမပါပါလေးအမပါပါလေးအေးဟမ်တိနေပါလေးဩအမပါပါလေးတို့ဘုံဘုံတို့ဝင်နေတာကိုစဉ်းစားတယ်ပေါ့နော်အဲ အပတ်ပါနေတော့ဖြစ်နိုင်တယ်လို့ထင်မိမဲ့ဘုံမငါအဲ့လိုတီးမာပဲလားဘုံမလည်းကဲဒါပေမဲ့သမီးအရောက်ဖြေလိုက်တော့ကြတော့ဒါတော့သမီးချူတိတာလားသမီးဘယ်ဇက်တော်ရဘလို့ချူတိတာလဲပြော ကျောင်းသားကိုင်းနေမှာဆိုရင်လေလဲလေလဲကျောင်းသားမဆရာကိုင်းမှာပြဟုတ်အဲ့လေလဲဆရာကိုင်းမှာဆိုရှင်အစပြရှင်ဖေးကဟိုတော့ထက်တဲ့ချိန်ကစပြီးတော့เนาะဖေးကဖြစ်တဲ့ချိန်ကြီးကိုပြိနေပြန်စတဲ့ချိန်ကြီးအကြောင်းရမှာမဆပြရှင်ကကတ်တော့ဗောနော်အိတ်ကျောင်းရည်ပါပါဖြတ်အဲ့ဒါမဆပြရှင်ကအမပါတိပြတဲ့ဇာမတရဦးလင်မှာဝဝကတ်တာဗောဗျအဲ့ဟုတ်တယ်အဲ့ဒီမှာရဟန္တာကြီးပုံမှာเนาะပြည့်တဲ့ဇာမနဲ့ပတ်သက်ပြီးတော့စိတ်မညှို့ဖို့ဆုံးမရပါဗျာ အဲ့အဲ့မိကွန်းတမိရာပြီးသားမိကွန်းလို့ဖြစ်သွားတယ်ပေါ့ဒါပေမဲ့တမိမျက်နှာပုံမပြတ်ဘူးဘုံတော့အောက်ကပြိတ္တအနေနဲ့သွားဟိုတာဟိုတကယ်ကိုစိတ်ဝင်စားအောင်လုပ်သွားတော့အမ္ပပါလီလို့စိတ်ထဲထင်မိမဲ့ဟောတာမဝလီလို့အနောက်ပါလားဒီဥစ္စာတိတဲ့နာမည်နဲ့ရောနေတော့ဘုံမကိုယ်တိုင်ဝေသာလီဆိုတော့တမဝတိလားပေါ့အမ္ပပါလီလို့ဖြစ်နိုင်တယ်ပေါ့ ဒါသမီးစက္ကသုံးသမားသမီးကတော့အဖြေရတိနေပြီအောက်မှာကြည့်နေတဲ့ထဲမှာဖုံမုံကိုယ်တိုင်အဖြေကြီးအများကြီးစဉ်းစားနေတယ်ဖုံမုံတော့လည်းအသက်ကြီးမှရမ်းဖြစ်တာလေဆိုတော့အခုလိုတန်မိုးရှိတဲ့မိကွန်းလေးမှာသမီးကတော့120ရမီဆိုတဲ့တက်ရှိဝါလီညစ်စရာတော့ကလည်း90ဆို190လေအဲ့မိကွန်းက120ရသမီးအတွက်သမီးရဲ့တင်ရပြီးတဲ့ဆရာတော့က90သူ့အလိုပြောတာဟုတ် အဲ့တော့သမီးအဖြေကဒါကြီးကိုကြည့်လိုက်လည်းငါအောင်းပြီးသတိတော့သမီးပုံမပြတ်ဘူးပေါ့အောက်ကလည်းရင်တမမှာပေါ့မှားလားဒီမိကူဘုံကအများကြီးစိတ်ဝင်စားတယ်။နောက်တအား15တိန်းကမိကောင်ပါလေ။ချက်တိန်း60တိန်းကမိကောင်ပါလေ။ဆက်လာရှင်အခုတိရှိနေရောမဆက်တော့။အေးဟုတ်တယ်။အဲ့ဒီတက်တော့ကိစ္စမှလည်းဟိုတကယ်စိတ်ဝင်စားဖို့ကောင်းတယ်။အဲ့နာသမီးကပြက်ထားလို့တည်တာလား။ သမီးတွက်ပြတဲ့သဘောတိုင်းကဘယ်လိုသဘောလဲဖြစ်တာပါဗျာအင်းနော်အဲ့ဒါနေလေစိတ်ဝင်စားဖို့ကောင်းတယ်ဘာကြောင့်လဲသူတွက်ပုံကအဲဟိုဘာ BC နဲ့ AD နဲ့ပေါင်းပြီးတော့ခြားပါလားအဲ့ဒါတွေကသမီးတို့သင်ကြားတဲ့အချိန်မှာပါလားတင်ကြတဲ့အချိန်မှာလည်းပါခဲ့တယ်ပေါ့။အဖေမအဲ့ဒါဒီတဲ့စိတ်ဝင်စားအောင်ကောင်းမယ်ခုနှစ်နဲ့တွက်သွားတော့2000အဲ2600 လေးစက်နဲ့ကိုခုနဲ့အဲရတယ်သမီးတတ်တယ်အဲ့တော့ဘုံဘွားအဲ့ဒါကြီးတယ်ပေါ့နောက်ပြီးကြတော့အရမဝါရီထုံကားနေတဲ့အခြေအနေအဲ့ဆရာတော်ကတခုသောကိစ္စမှာသူအဲ့အရမဝါရနဲ့ပေါ့ဘုရားဆက်ခုရှိလို့လားဆိုတဲ့ခေါ်တဲ့ဆရာလွတ်တော်ထင်မိတယ်အချာချာတော့အရမဝါရဒီကိုသူဆုံးမလာလေဒါကြောင့်အဲ့မိခွန်းအဲ့ချက်မှာပါတယ်အဲ့မိခွန်းရဲ့သဘောလေးကိုပြောပါဦး သမီးကိုမိတဲ့မိခွန်းထဲမှာအရမဝါရီထွန်းတော့ဖြစ်ထွန်းတော့အဲ့လိုပုဂ္ဂိုလ်ကိုဘလို့နာမည်ခေါ်မလဲဒိဋ္ဌိလို့ခေါ်မလားအဲမိခွန်းမကောင်းတဲ့လေးခုပြည့်တယ်ဗျာတရားတို့မရဘူးအဲကျဲလို့ပြောရတယ်ဝတ္တလတုတ်တော်ရာဘယ်လိုခေါ်ပါလဲ။အဲဝတ္တလတုတ်တော်အရာအဲဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်။သွားအဲ့တော့အတ္တမဟမ်ဒိဋ္ဌိဟမ်ဘယ်နဲ့ဒိဋ္ဌိ ဟမ်အမိဒာဒိဋ္ဌိရေဟွန်းအင်းတာနာပြဲတို့အင်းနောက်ဆုံးကအယုံမာဆုံးအယုံမာဆုံးကအဲ့ဒါတွေဘုမရှယ်လိုက်တာသဘောကျနော်ဆိုတော့လေအဲသမီးပြောတုခမတော့ဟုတ်ပတလာတော့အဲဝတလာဆိုတာမြတ်စွာဘုရားမှာအဲပြောခဲ့တဲ့စကားရှိဝတလာဆိုနိလူစုစကားကောင်းသုံးမကြတဲ့ကောင်းပေါ့အဲ့တော့အယုံမာဆုံးတူတာပေါ့ဟုတ်လားဆိုတော့အဲ့ဒါတွေကိုမီးတော့ဒီကနေ့ခင့်နေတယ် ခုဖြစ်နေတယ်ပေါ့မြန်မာနိုင်ငံမှာဖြစ်နေတာကတရားအတုတွေနဲ့အတိမာနပါမိကန်းကြီးဖြစ်တယ်လို့ခေါ်တာပေါ့ကတရားအမှောက်တရားအမှန်လို့တမိငါတရားသိပြီလို့ဖြစ်ပြီးတော့အကိုဦးတော်တပ္ပန္နသာကံနေအများကြီးပဲမွေးနေတာအဲ့တော့တကယ်ဖြစ်တော့ဝမ်းသာအောင်ရအောင်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့တကယ်တရားသိတဲ့သူစာပင်နဲ့တကယ်နှိမ့်နိုင်တဲ့သူတကယ်စာတတ်တဲ့သူတွေက ဒါလွဲတယ်တကယ်အထုတ်တဲ့သူကဒါလွဲတယ်ပြီသွားမနာလို့ပေါ်သမီးရာအဲလို့ပေါ့မတူဖေဘာဆိုရှိတယ်အဲ့တော့မက်အမားဖို့မောင်းတကယ်မက်စစ်လို့ပြန်သွားတာဘုဘုံဘုကိုဆရာပဲဟောထားတယ်အဲ့တော့အဲ့ထဲကအချက်တက်ကြီးအောင်ဝတလာဖြစ်ရတာအဲ့ပေါ်မှာအမားပေါ်မှာဆွဲပြီးတော့အဲ့ဒါငါအပြီဆုံးငါတတ်ဆုံးအဲငါအတော်ဆုံးဖြစ်သွားတာဒီပေါ့အဲ့တော့သမီးမင်းလိုက်တော့ သူဘာကြောင့်အဲ့အယုံမှာကုန်းလူသားလို့တခါလေးတမ်းပြောရတယ်ပါပါလေးရဆောက်တယ်မှာနော်ဟိုအဲ့မိကုန်းကသမီးတို့ကတိုက်ရိုက်ပါတယ်ပါတရားပုဒ်ပြောပါခေါ်တယ်အဲ့တော့ဝဒလာတို့ကအယုံမှာကုန်းလူသားလို့သူနဲ့တမ်းဖြေလိုက်ရရန်ဒီဆောက်တယ်မှာရန်တော်ပါမယ်ရန်တော်ပါအဲ့ဒါတမန်တမန်တမန်။အိုးဒါရီရဒီလူလူပဲတော့ ဟိုအများကြီးစဉ်းစားပြီးဖြေရပြီမဲ့တမိကကြက်ထားတာဟောအချီနီရောပေါ့လေတမိတို့လည်းကံနဲ့အထူးကောင်းတာပေါ့နော်အဲ့တော့တမိတို့ရှင်တဲ့အခါမှာအမှတ်ကလေးညာတခင်တော့ပွိုင်းနေကွာသွားတာဘယ်ပုံမှာသွားကွာလိုက်လေရေးပုံမှာလားပြန်ပါမြစ်ကန်နေဖြစ်တာလည်းပါတယ်ဆက်အော်အေးတမီးတို့ပြန်ဖြီတဲ့တုံ့ပြန်မှုဟာစက္ကန့်နဲ့ဖြစ်တာပ ဒါအောင်ကြည့်ချင်အဖြစ်လေဒီပုံတွေကဒီညီမလေးရပါဘောနော်တော်တော်လေးတော်တယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့အခုခေတ်ဒီအရွယ်တွေကဒီဟာတွေဒီတရားဓမ္မနဲ့ပတ်သက်တာတွေကိုဟိုစိတ်ဝင်စားတာနေတယ်ဘောနော်ပြောရမလို့ဆိုတော့တော်တော်လေးခလေးပါအားလုံးကျေးဇူးတင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်